နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်မိုဝါကီမြို့အထက်မြစ်တိုက်ခန်းတစ်ခုမှာမီလာ၁၁ရက်နေ့ကမီးလောင်မှုကြောင့်လူ၄ယောက်သေဆုံးခဲ့ပြီးယာနဲ့ရှိကအိုးအိမ်ဆွန့်ခေါ်ထွက်ပြေးခဲ့ကြရတယ်လို့ CNN သတင်းရဲ့ဖော်ပြချက်အရသိရပါတယ်။မီးလောင်မှုကြောင့်ယာနဲ့ရှိအိုးမေအိမ်တွေဖြစ်ခဲ့ရက လူတရှုဟာမီးပေးကလူကင်းဖို့အဒီမောက်တွေက ခုန်ချခဲ့ကြရတယ်လို့ဆိုပါတယ်။ မိသက်သမားတွေကမီးလောင်နေတဲ့တိုက်ခန်းအတွင်းဝင်ရောက်ကလူအယောက်30ကိုကီတင်ခဲ့ရပြီးအခုလိုဝန်းနေကြေကွေးစရာဖြစ်ရဲ့အပေါ်အလွန်စိတ်မကောင်းဖြစ်မိတယ်လို့မိုဝါကီမိသက်ဌာနကထုတ်ပြန်ထားပါတယ်မိသက်ဌာနကမီးလောင်မှုအကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေစေဖြစ်ပြီးဒီအဖြစ်ဆိုကြောင့်ထိခိုက်ခံစားရသူတွေအလုံးနဲ့ထပ်တူခံစားရပါတယ်လို့မြို့တော်ဝန်က Facebook လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ် မိုဝါကီမိသားဌာနရဲ့အကြီးအကဲဖြစ်သူအဲရွန်လစ်စကီက1924မတိုင်မီကတည်ဆောက်ခဲ့တဲ့အစာအုပ်တွေမှာအလိုလျောက်မိသက်ရည်ဖြန်စနစ်တွေတက်ဆင်ထားခဲ့ရင် အခုလိုမိလောင်မှုမျိုးဖြစ်ပွားမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါရှင်။